ြင်တကြပြိတ္တများမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပတ်စဉ်ထုတ်လစ်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငှားဘေးစာများဖတ်ကြားခြင်းတော်တူ TVB အစီအစဉ်ပြန်လည်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့အတူတူဖတ်ကြားပေးမဲ့သူကတော့မတ်တီရီပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါမတ်တီရီဟုတ်ကဲ့ရှင့်မင်္ဂလာပါကိုအောင်ကျော်ရေ TVB ရဲ့တော်တူအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီတစ်ပတ်မှာဘယ်နေရာတွေကပေးပို့လာတဲ့စာရင်းတွေမှာပေါ့နော်ဘယ်လိုအကြောင်းအရာတွေကိုရေးသားထားရဲဆိုတာကို ကောင်ချောအရင်ဆုံးဖတ်ပြပေးပါအောင်ရှင့်ဟုတ်ကဲ့ပါမသိဘူးရေအရင်ဆုံးပေးပို့လာတဲ့စာရီထဲကမှပထမဦးဆုံးဖတ်ပြပေးခြင်းနဲ့စာလေးတစ်ထောင်ကတော့ဒီရှမ်းပြည်နယ်လာရှုမြို့နယ်ကရေးသားပေးပို့လိုက်တဲ့စာလေးတစ်ထောင်ကိုဖတ်ကြားပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ရှမ်းပြည်လာရှုကစာရေးသားပေးပို့လိုက်ပါတယ်လာရှု AD တရားခိတ်မှာမနေ့ကမှစပြီးစောင့်နေတဲ့လမ်းဆောင်ခိတ်အာနာသိန်းစစ်ကောင်စီတပ်က ဒီနေ့ဧပြီလ23ရက်နေ့ကနေစပြီးပြည်သူတွေကိုလေပင်စားညင်းနေပါပြီ။တိန့်နီဘက်ကနေလာရှိုးမြို့တဲကိုဝင်လာတဲ့အိမ်စည်းကားအသေးတွေကိုတစ်စီး3000ဆိုပြီးပတ်စံတောင်းနေပါပြီ။လာရှိုးကနေတိန့်နီဘက်ထွက်ထွက်ကားသေးတစ်စီးကိုတော့9000ပေးရပါတယ်။မနေ့ကမှလာရှိုးရောက်တဲ့စစ်ကောင်စီတပ်ဟာဒီနေ့အပုံးနဲ့စပြီးထွက်နေပြီဖြစ်တဲ့မင်းအောင်လိုင်းစစ်တပ်ဟာလာမနေတဲ့အဲ့အရက်မှာလာနေတာဖြစ်ပါတယ်။မတရားကားလမ်းငွေတောင်းတာတွေကိုတက်ဆိုင်သူများ ဖယ်ရှားပေးပါအောင်ဆိုပြီးတော့ဒီလာရှိုကနေပြီးတော့ဒီ AD တရားထိတ်มาပေါ့လေဒါစစ်တပ်ကနေပြီးတော့ပတ်စံတောင်းနေတဲ့အကြောင်းအရာလေးကိုဒါဒေတာကန်ညာရေးသားပြီးတော့ပြပို့လာတာပေါ့เนาะဒါဒါတရုတ်ကဒါဂျာဝင်စစ်သက်ညှိနှိုင်းမှုကြောင့်ဒါစစ်တပ်ကနေပြီးတော့ဒါ April 22ရက်နေ့နဲ့22ရက်နေ့ကနေစပြီးတော့ဒီလာရှိုမှာစပြီးတော့သူတို့ရုံထိုင်ပြီးတော့အခြေစိုက်တယ်ပြန်ပြီးတော့လာရှိုမြို့မှာပြန်ပြီးတော့အာနာပြန်ပြီးတော့ဒါထိန်းချုပ်လိုက်တယ်ပေါ့เนาะအဲ့လိုအခြေအနေမျိုးမှာပဲနောက်တည့်ရက်မှာပဲစပြီးတော့ ဒါလမ်းသာလမ်းလာတွေကားတွေကိုပတ်ဆံတောင်းနေတယ်ဆိုတဲ့အကြောင်းကိုဒေသခံတွေဒေသပြပလာတဲ့စာလေးကို သက်ဆိုင်တာဝန်ရှိသူတွေသိရှိအောင်လို့ဖတ်ကြားတိဆက်ပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ကွာကြော်ရေဒီတစ်ခေါက်ညီမဖတ်ပြပေးမယ့်စာလေးကတော့ဂျပန်နိုင်ငံတိုကျိုမြို့ကနေပေးပို့လာတဲ့စာလေးပါနှစ်သစ်မှာတဲ့ DBB သတင်းဖွဲ့သားများကျမ်းမာကြပါစေကျမကဂျပန်နိုင်ငံတိုကျိုမြို့ကပါဂျပန်မှာအလုပ်လလုပ်နေကြတဲ့အလုပ်သမားကလေးတွေထဲက ယောက်ျားလေးအချို့စစ်မှုရန်စည်ရင်ပါကြောင်းမိဘတွေစီကအကြောင်းကြားစာလာပါတယ်။မြန်မာကစီးကန်းတွေလည်းလိုက်နာနေသူတွေဖြစ်ပေမဲ့ဂျပန်မှာအလုအလုနေကြောင်းစီးကန်းတွေလိုက်နာနေကြောင်းရှင်းပြပေမဲ့ဝိညစ်ခံနေကြရပါတယ်။သက်ဆိုင်ရာသူတို့မိဘတွေနေကြတဲ့ရက်ရက်ကွက်ကျေးရွာအုပ်ကြီးတွေကငွေညစ်နေတာပါ။လာစင်ဒီပါငွေပေးရတဲ့ကလေးတွေလည်းရှိပါတယ်တဲ့စစ်မှုထမ်းကင်းလွခွင့်ဘယ်ကိုသတင်းပို့ရမလဲငွေညစ်မခံရအောင်ဘယ်လိုလုပ်ရမလဲနားလေသူများတင်ပေးကြပါအောင်ဆိုပြီးတော့ရေးသားပေးပို့လာပါတယ်ရှင် ဟုတ်ကဲ့ဒီစစ်မှုတန်းအကြောင်းပြပြီးငွေနှစ်တဲ့ကိစ္စတွေကတော့နိုင်ငံနေရာနှက်မှာလည်းဖြစ်နေရပါတော့အခုဆိုဂျပန်နိုင်ငံအထီတောင်ဒီကိစ္စတွေကကြုံနေရပြီပေါ့ဟိုငလင်ပြီးနောက်ပိုင်းပြည်သူတွေဒုက္ခမျိုးစုံကြုံနေရတဲ့အချိန်မှာလဲစစ်တပ်ကဒီစစ်မှုရန်အတွက်စရင်ကောက်တာတွေပေါ်တာဆွဲတာတွေတော့ဇက်တိုက်လှုပ်ဆောင်နေရတယ်လဲတွေ့နေရပါတယ်ရှင့်ဟုတ်ကဲ့ဒီစစ်မှုရန်ဥပဒေနဲ့ပတ်သက်ပြီးတော့ဒါအုပ်ချုပ်ရေးမှုတွေကနေပြီးတော့ဒါလူသားတို့လဲလှယ်တာတို့ဒါငွေကြေးတောင်းခံတာတို့ရှင်တိတိယယအေးအေးမဲဆိုပြီးတော့ဒါဒုတိယကာကွယ်ဦးစီးချုပ် ဒါစိုးရင်ကိုယ်တိုင်ပြောထားတာရှိတယ်အဲဒါပေမဲ့အောက်ခြေမှာတော့ဒါဒီလိုမျိုးတွေဖြစ်ပြနေရဲဆိုတဲ့စာတွေကတော့ကျွန်တော်တွေဒါအပတ်စဉ်အပတ်တိုင်းလို့လို့ဒါလက်ခံရရှိထားတာရှိနေတယ်မသိသေးဘူးဟုတ်ကဲ့ပါကျွန်တော်အခုတစ်ခေါက်ဆက်ပြီးတော့ဗောလေဖတ်ပြပေးမယ်စာလေးကတော့ကျွန်တော်တို့စာလေးဆိုတာတဲ့ကြပြားလေးဗောလေဒါပေးပို့လာတဲ့ဒီကတော့ကျွန်တော်တို့ရဲ့ဒီတော်တူ DBB စီစဉ်ကိုအရင်တုန်းကလည်းကြပြားလေးပေးပို့နေတဲ့ဒီအညာတရမိုးတောက်ကျဲဆိုတဲ့နာမည်နဲ့ဗောလေပေးပို့လာတာဖြစ်ပါတယ်အဲ့တော့သူရေးသားထားတဲ့ကြပြားလေးကိုဖတ်ပြရမယ်ဆိုရင်ခေါင်းစဉ်ကတော့ကျွန်တော်တို့ပေးထားတာ အဲ့တော့မြန်မာပြည်ဆိုပြီးတော့ပြေးထားတာပေါ့နော်အဲ့တော့ဖက်ပြရမယ်ဆိုရင်ပဲ့ကိုနင်းတော့ဥကပေါ့ဥကနင်းတော့ပဲ့ကပေါ့ခေါင်းကိုက်ဆရာအိမ်မနဲ့ရက်ဆက်ခဲ့တဲ့290ပိုးကိုက်တော့ပင်ဟို6ချားဆရာအန်သွားနဲ့အမြင့်ကပါဆွေးလီတော့လဲပြူလူမတက်တစားစားအုံမီငိုကြွေးခဲ့မြည်ညစ်အေရဘယ်မခန်းတော့လဲချောင်းငယ်ပုံသွင်းပမာနှိုင်းရလင်းရမ်းရလင်းမလားအစိတ်စိတ်ကွဲကြည့်နေတဲ့ကြည်မှန်း အကြီးတန်းရုပ်ဆိုးကျေးမုံထပ်ပုံရိပ်ကပူများတယ်သူတလူငါတမျိုးကြောင်းလဲခဲ့ချိန်တန်းသူမရော့ငါမရော့လွန်ဆွဲလာအပြိုင်ကျဲတယ်ตาချင်းလွန်းလို့အမျိုးကိုယ်တော့ပယ်ခွာမင်းအီတူဖေအီကွဲကူမှ အကိုခေါ်ခြင်းလီတော့အမေရင်အိမ်ကနေသည်ตาမိုက်ကတမျိုးမြေကြီးဝယ်ခြေချပခုံးနှစ်ဖက်ကခေါင်းပေါ်လူခွေးပီဆိုတော့လဲအနှစ်မရှိတဲ့တော့ချက်စုစုပြင်းမင်းမူရတယ်လို့ပါအနှစ်ရှိတော့လူသားပမာ စံထားမရှိခဲ့လေသလားဤဖွားဤမြေကျွေးခဲ့ကျေးဇူးထူးထူးထွေထွေဆက်နိုင်ကြပါစေမာစုတောင်းဤတခုသောစုတောင်းပြုလို့စံရည်တပါပေါ်များပါသည်တိုင်းပြည်သားကြောင့်မင်းကောင်းတည်စေတို့ယခုတောင်းစုပြေပါစေအညာတရမိုးတောက်ကျဲဆိုပြီးတော့ဒေတာပြေပို့လာတာပါခင်ဗျာဟုတ်ကဲ့ပါအခုလိုမျိုးကြပါရည်ဒေတာပြေပို့တာကိုလည်းအထူးပဲကျေးဇူးတည်ရှိပါတယ်ဒါအညာတရမိုးတောက်ကျဲဆိုရင် ျွန်တော်တို့ရဲ့ dot dbb system ကိုအရင်ကလည်းအခုလိုမျိုးကြားလေးတွေရေးသားပြဖို့လာတာရှိပါတယ်။အဲ့တော့အခုခုပြောချင်တာကကျွန်တော်တို့ရဲ့ဒီ dot dbb system ကပေါ့နော်။ကျွန်တော်တို့ဒီပေးတာတွေအများများကိုဒါ best sale ပတ်တိုင်းလို့ဒါဖတ်ကြားရတဲ့အစီအစဉ်မျိုးဖြစ်ပါတယ်။အားကြောင့်မို့ကျွန်တော်တို့ဒီရင်ဖွင့်စာတွေပေးစာတွေကြံစာတွေကိုရေးသားပြဖို့တဲ့နေရာမှာလည်းအလိုရင်းတူရှင်နဲ့တူတူလေးနဲ့ပေါ့လေရေးသားပြပို့ကြဖို့လည်းမိတ္တာရခိုင်လိုပါတယ်ကျွန်တော်ရဲ့ tweet.dbb အစီအစဉ်ကိုစာရီရေးသားပြပို့တော့မယ်ဆိုရင် email ကနေတစ်သင်းရေးသားပြပို့တော့မယ်ဆိုရင် www.dbb@gmail.com ကိုရေးသားပို့နိုင်ပါတယ်ခင်ဗျာ Facebook ကနေရေးသားပို့တော့မယ်ဆိုရင်တော့ facebook.com မြင်းဆောင် .dbb ကိုရေးသားပို့နိုင်ပါတယ် Viber ဖုန်းနံပါတ်ကနေတစ်ဆင့်ရေးသားပို့တော့မယ်ဆိုရင်တော့အပေါင်း66812164395ကိုရေးသားပို့နိုင်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ကြီးဒီမှာဖက်ပြပေးမယ့်စာလေးကတော့ရန်ကုန်တိုင်းလဲကူးမြို့နယ်ရေးသားပို့လာတဲ့စာလေးပါ ရန်ကုန်တိုင်းနဲ့လဲကူးမြို့နယ်ဘိုးရင်ကလေးကျေးရွာကျေးရွာအုပ်ချုပ်ရေးမှူးကပြည်သူ့စစ်မှုထမ်းအမည်စရင်းများအားလိန်လယ်စီရင်သွင်းထားခြင်းတဲ့ဘွဲစားများဖြစ်ကြသောဇေယကွင်းကျေးရွာနေသူ၂ဦးနဲ့ချိတ်ဆက်၍ AR တိုင်းနဲ့ပဲခူးတိုင်းရှိလူငယ်တချို့ကိုအလောက်ကန်ရရှိမယ်ဆိုကတဦးလျင်ငွေကျပ်360ခန်းရရှိမယ်လို့လိန်လယ်ပြောဆိုပြီးတော့ဗောနော်ကျေးရွာတင်မဲပေါက်နေတဲ့ လူငယ်တွေရဲ့နိုင်ငံသားစစ်ဆေးရေးကတ်တီနဲ့လူချင်းအစားထိုးလဲလှယ်မှုတွေရှိနေတယ်တဲ့ပြည်သူ့စစ်မှုရဲ့ပတ်စင်တစ်တွက်မဲပေါက်သူလူငယ်လေးဦးရဲ့အမိစရင်နဲ့အခြားအမိစရင်မသိတဲ့လူငယ်တွေကိုလူချင်းအစားထိုးပြီးတော့လဲလှယ်ဆောင်ရွက်နေတယ်အဲလူလူအစားထိုးတွားရောက်ထမ်းဆောင်တဲ့အမိမသိလူငယ်တွေကိုသူတို့ရဲ့မပုံတင်မှုရင်းနဲ့တကောင်စင်းမိတူတို့ထည့်ပေးလိုက်ပြီးတော့အမိပါလူမှန်မှန်ကြံခဲ့ပြီးတပတ်ကြာလျင်လာဝကရင်အပြောက်လျှောက်ခါတသိန်းကျန်တဲ့မပုံတင်နောက်တစ်ကပ်ထုတ်ပေးတယ်တဲ့စစ်မှုရန်ထောက်ပံ့ငွေအဖြစ်တလားလျင်အိမ်အောင်စု 9000ကျပ်ဖြင့်အိမ်အောင်စုပေါင်း850ကျော်စီရနေပြီးတော့လာစဉ်ပေးနေရတယ်။မဲပေါက်တဲ့လူငယ်မိသားစုထံကလည်းတဲ့15သိန်းကျပ်ထပ်မံကောက်ခံနေတဲ့အစားထိုးသွားရောက်တဲ့ထန်းဆောင်သူတွေနဲ့အစားထိုးသွားရောက်ထန်းဆောင်တဲ့သူတွေကိုတော့10သိန်းကျပ်သာပေးတယ်တဲ့။ကျန်တဲ့ငွေတွေကိုတော့ပွဲစားတွေနဲ့အုပ်ကြီးတွေကခွဲယူနေတယ်။ဒါတွေကိုအများတိအောင်ရင်းဖွင့်လိုက်ပြရစီ TPP ရေးဆိုပြီးတော့ရေးသားပေးပို့လာတာဖြစ်ပါတယ်။အခုလိုစားလေးရေးသားပေးပို့လို့လဲကျေးဇူးတင်ပါတယ်။ဒီစစ်မှုရန်တူအစရင်ကောက်တာတွေ ဟိုငွေကြေးတောင်းခံနေတဲ့ကိစ္စတွေကတော့ဟိုနေ့စဉ်လူညီမတို့လည်းတည်င်းမှာကြားနေရတယ်ပေါ့ရှင်ဟုတ်ကဲ့ပါမတီဒီကျွန်တော်အခုဆက်ပြီးတော့ဖျက်ပြပေးမယ့်စာကတော့ဒီမန္တလေးတိုင်းတာတီမြို့နယ်ကပြပို့လာတဲ့ဒါစာလေးကိုဆက်ပြီးတော့ဖျက်ပြပေးချင်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မန္တလေးတိုင်းတာတီမြို့နယ်ကပါခင်ဗျာကျွန်တော်တင်ပြချင်တာကတော့မက်ရှလာ28ရက်နေ့ကလှုပ်ခတ်သွားတဲ့သခိုင်းငလင်ကြောင့ တာစီတက်ထဲမှာစစ်သားတွေတည်သွားတဲ့ကိစ္စပါသတင်းမှာမကြေညာပဲဖုံးပြီးလျှို့ဝှက်ထားပါတယ်28ရက်နေ့ငလင်လှုပ်တဲ့နေ့ကတာစီခမရ420အစီဝေးခမမှာတည်ရင်မှုအစ်စ်တွဲဆောင်ပွဲပြုလုပ်နေတော့ခမဆောင်ကြိုကြလို့တည်ကြတာပါရဲမေ9ယောက်ရဲဘော်2ယောက်ပေါင်း17ယောက်ပွဲချင်းပြီးပါတယ်ဒဏ်ရာတွေလည်းရကြပါတယ်စစ်တပ်ကအဆောက်အုံတိုင်းကအရာရှိတွေကငွေတွေဘုံးထားပြီးကန်ထရိုက်ကိုအဖြစ်သဘောသာစောက်ခိုင်းကြတာပါ ဒါကြောင့်ငလင်ကြုံတဲ့အခါဆူဆူဝါဝါပြုတ်ပြတ်ကုန်ကြတာပေါ့ထိကြိုက်တေဆုံးဒဏ်ရာတွေရကုန်ကြပါတယ်တရင်မှမကြည်ညာပါဘူးဒါကိုအများသိအောင်တင်ပြလိုက်ရပါတယ်ဆိုပြီးတော့မန္တလေးတိုင်းတာတီမြို့နယ်ကနေပြီးတော့နှိစက်တဲ့သူတွေကရေးသားပေးပို့လာတာပေါ့နော်အဲ့တော့ဒီအစီခမာယ420အစီဝေးခမာမှာဆိုရင်ဒါအစီဝေးလို့တုံးဒါငလင်လှုပ်တော့ပေါ့လေအဲ့ဒါတီးကြတယ်အဲ့တော့ရဲမေ၉ယောက်ရဲဘော်၂ယောက်အားလုံး၁၁ယောက်ပွဲချင်းပြီးတည်ရဲဆိုပြီးတော့ဒါတာတီမြို့နယ်တခုရဲ့အတွက်ပဲရေးသားပေးပို့လာတာပေါ့နော် ဒီငလင်တန်ကြောင်ဒါနေပြီးတော့မှဆိုရင်လဲဒါငလင်တန်ကြောင်အလူလဲခံခဲ့ရတဲ့အဆောင်တွေအများကြီးပြည့်ပြည့်တဲ့အခြေအနေမျိုးတွေတွေ့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီငလင်တန်ကြောင်ပေါ့လေဒီစစ်ပတ်ထိုင်ရအရာရှိတွေဒါရဲဘော်တွေရဲမေတွေဒါဘလောက်ထိတည်တယ်ဆိုတော့တော့စစ်ကောင်စီဘက်ကဒါထုတ်ပြန်ထားတာတော့မတွေ့ရဘူးပေါ့နော်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီငလင်မလုတ်ခင်ဒီမက်ရှလာ28ရင်းနေရဆိုရင်ဒါတို့ရဲ့ဒီတက်မတော်နေဖြစ်တယ်အဲ့တော့ဒီစေပြခန္ဓာတွေလုတ်ဖို့အတွက်ဆိုပြီးတော့နေပြီးတော့မှဒါအင်အားလုံးရင်းနဲ့စုစည်းထားတာရှိတယ် ဒါပေမဲ့နောက်တရက်မှကျတော့မပြန်ရသေးတဲ့အချိန်မှာပဲငလင်ကလှုပ်ခတ်သွားတယ်။အဲ့လိုအချိန်မျိုးမှာမှဒါဘယ်လောက်ထိထိခိုက်သွားလဲဆိုတော့ဒါစစ်ကောင်စီဘက်ကထုတ်ပြန်တာတော့မတွေ့ရပါဘူးခင်ဗျာ။ဟုတ်ကဲ့ပါမတီတီနောက်ထပ်ဘယ်ပေးစာတောင်းဆက်ပြီးတော့ဖတ်ကြပြီးလို့ရှိတယ်ခင်ဗျာ။ဟုတ်ကဲ့ကိုအောင်ကျော်ကြီးညီမအခုတစ်ခေါက်ဖတ်ပြပြီးမယ့်စာလေးရတော့စကိုင်းတိုင်းနဲ့စာလေးပါ။မင်္ဂလာပါအကိုနဲ့မရေးတဲ့ခပောင်းကြိုင်တနယ်ရွှေတကြီးကျေးရွာကာကွယ်ရေးအဖွဲ့တွေပေါင်းပြီးတော့တနယ်ရွာတနယ်ရွာမြောက်ဖက်မှာတလခွဲကျော်လမ်းပိတ်ထားပါဗျ။အဲ21ရက်လေးလ ေလပိုင်း22ရက်နေ့မှာတဲ့မနက်ခင်းမှာဆိုင်ကယ်အသွားလာပြီးအနေငယ်လှုပ်ခွင့်ရပါတယ်။နေခင်းမှာပြည်သူတွေသွားလာနေတဲ့ရေဦး30လမ်းမကြီးအလယ်မှာကာကွယ်ရေးအဖွဲ့တွေကမိုင်းထောင်လိုက်ပါတယ်။ပြည်သူ2ဦးမိုင်းနိမိုင်းထိပြီးတော့2ဦးသေဆုံးခဲ့ပါတယ်တဲ့။မိုင်းထောင်တဲ့သူကိုလည်းသိပါတယ်။ NUG ကတာဝန်ရှိသူများရှင်တနက်ကင်ပြီးထင်တိုင်းကျဲနေတဲ့ဒဇယ်မြို့နယ်တောင်ချန်းပါသုံးလုံးအဖွဲ့ကိုထိမ့်သိမ်းပေးစီခြင်းပါတယ်။ NUG ကသက်ဆိုင်ရာတာဝန်ရှိလူကြီးမြင့်များ DBB ကတင်တင်ပြလိုက်ရပါတယ်ဆိုပြီးတော့ရေးသားပေးပို့လာတာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါရှင်အခုလိုစကိုင်းတိုင်းဒဇယ်မြို့နယ်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဗောနော် NUG ကတာဝန်ရှိတဲ့လူကြီးတွေသိရှိနိုင်ဖို့အတွက်တော့ TWB စီစဉ်ကနေပြီးတော့စာလေးဖတ်ကြားပေးလိုက်ရပါတယ်ရှင်ဟုတ်ကဲ့ပါအခုဆက်ပြီးတော့ဖတ်ကြားပေးမယ့်စာကတော့ဒီ ARD တိုင်းငေးမျက်နှာမြို့နယ်ထဲကရေးသားကန်ကြောက်တဲ့ရေးသားပြပလာတဲ့စာလေးကိုဆက်ပြီးတော့ဖတ်ပြပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ ARD တိုင်းလေးမျက်နှာမြို့နယ်ထိန်တော်ကြီးအုပ်စု ထော်လာကြီးရွာကဥက္ကရာကအိုင်တပြုတ်ကိုရောက်ရှိနေတဲ့ စ်သားတွေကိုထမင်းထုတ်ပို့ရန်အတင်းကျပ်တိုက်တွန်းနေလို့ရွာသားတွေကမပို့ကျင်ပဲပြုတ်နေပို့နေရပါတယ်တဲ့တကယ်ဆိုစစ်သားတွေကရွာလူထုကိုနှိပ်စက်ထားတာကြောင့်ထမင်းထုတ်မပို့ကျင်ပါဘူးတဲ့စစ်ထဲမှာပါခြင်းပတ်စံပေးရမယ်ပြောပြီးရအိမ်မှုနဲ့အတူလိုက်လံကောက်ခံနေပါတယ်ဒီလိုအခက်ခဲတွေကိုအများသိရန်ကြီးညာပေးစီခြင်းပါတယ်ဆိုပြီးတော့ဒီ ARD တိုင်းလင်းမျက်နှာမြို့နယ်တွေကထိန်တော်ကြီးအုပ်စုထော်လာကြီးရွာကနေပြီးတော့ကျွန်တော်တို့ဒီအိုင်တပြူမှာရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကိုထမင်းတို့ပို့နေရတယ်ပေါ့လေကျွန်တော်တို့ပြောမယ်ဆိုတော့ဒီ standard army ကြီးကိုဒါဖေဘေးဆောင်ဒေသခံတွေကနေပြီးတော့ထမင်းတို့ပို့နေရတဲ့အခြေအနေပေါ့နော်အဲ့တော့ဒီလေးမျက်နှာမျိုးနေထဲမှာဆိုရင်လည်းဒါဒေသခံတွေထောင်ထဲချီဒေသခံတွေကဒါတိုက်ပွဲတွေကြောင်းနေရဲဆုံခွာပြီးတော့ဒါဆစ်ဆောင်နေရတယ်အဲ့တော့ဒီအမိုးကာတွေယာယီအစီဝါတွေအစားအစာတွေလိုအပ်နေရဆိုပြီးတော့ဒါပြီးခဲ့တဲ့အပတ်တွေကဆိုရင်ကျွန်တော်တို့ဒါစာရေးလက်ခံရရှိထားတာရှိတယ်။ဒါအဲ့လိုအချိန်ကြီးမျိုးမှာကဒါစစ်တပ်ကို standard army ကြီးကိုကျွန်တော်တို့ကထမင်းထုတ်ပြန်ပြီးတော့ဒေသခံတွေ ဆစ်ဆောင်များပြန်ပြီးပို့လင်ရတဲ့အချင်းလေးကိုဒါရေးသားထားတဲ့အချင်းလေးကိုဖတ်ရှားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ကိုအောင်ကျော်ရေးဒီတစ်ခါပေးပို့လာတဲ့စာလေးရလဲ ARU တိုင်းကပါပဲဒီစာထဲမှာလဲစစ်မှုရနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲရေးသားထားပါတယ်ရှင့် ARI တိုင်းဒေတာကြီးတဲ့မြန်အောင်မြို့နယ်တပြေကုန်းကျေးရွာမှာစစ်မှုရန်အတွက်ဆိုပြီးတော့ကျေးရွာနေပြည်သူတွေကတအိမ်တောင်ကိုငွေကျပ်3,800တောက်ခံပါတယ်တဲ့မထည့်ကျင်တဲ့သူကိုစစ်တဲထည့်မယ်လို့တပြေကုန်းကျေးရွာအုပ်ကြီးဆိုသူကပြည်သူတွေကိုဖိအားပေးတောင်းခံနေတယ်လို့30ရည်နေမှာမင်းနိုင်မယ် မဲမနိုင်ချင်ရင်ပတ်စံထဲလို့အကြက်ကင်ချိန်ချောက်မှုတွေရှိနေပါတယ်။ဒီစာလေးကို DBB ကဖတ်ပြီးပါအများသိအောင်ရေးသားလိုက်ပါတယ်ဆိုပြီးတော့ပေးပို့လာပါတယ်ရှင်။ဟုတ်ကဲ့ပါကျေးဇူးတော်မဲ့ DBB အခုလိုဖတ်ကြားပေးရတဲ့ကိုလည်းအဲ့တော့ကျွန်တော်အခုဆက်ပြီးတော့ဖတ်ကြားပေးမယ့်စာကလည်းဒီမန်လေးတိုင်းစင်ကူမျိုးနယ်ကရေးသားလာပေးပို့လာတဲ့စာလေးကိုဆက်ပြီးတော့ဖတ်ပြပေးချင်ပါတယ်ခင်ဗျာ။ရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါ DBB ဝိုင်းတော်သူဝိုင်းတော်သားများခင်ဗျာ။ဟုတ်ကဲ့ပေးပို့လာတဲ့စာလာရှင်လည်းမင်္ဂလာပါခင်ဗျာ။ ဓပုံကလေးတွေပူတွဲပြီးပြေပို့ပြီးရင်ခွင်လိုက်ရပါတယ်ဖော်ပြပေးပါနော်တဲ့ကျွန်တော်ကမန္တလေးဒေသကြီးစင်ကူမြို့နယ်ကြည်တောက်ပေါက်ကြီးရွာကပါရင်ခွင်ပြောချင်တာကတော့မန္တလေးဒေသကြီးစင်ကူမြို့နယ်ကြည်တောက်ပေါက်ကြီးရွာအလဲစာတင်ချောင်းကိုညနေစည်းအနီကိုလေရင်နဲ့23ရက်နေ့ကတိုက်ခိုက်ခံခဲ့ရပါတယ်။ဘာတိုက်ပွဲမှဖြစ်ပွားတာလည်းမရှိပါဘူး။ဒီလိုအေးအေးဆေးဆေးရှိနေတဲ့ကြားကလေရင်နဲ့ကိုလာတိုက်ခိုက်တာပါ။အပြင်မဲ့ရွာသူရွာသားတွေ ထိခိုက်ဒဏ်ရာရတာနှစ်ယောက်ရှိပါတယ်။နောက်ထပ်အသေးစိတ်ကိုတော့မသိရသေးပါဘူး။ဆက်လက်ပြောပြပါဦးမယ်။သာတင်ကြောင်းတွေဈေးတွေကိုဘာဖြစ်လို့လေရင်နဲ့တိုက်ခိုက်နေတာလဲလို့မေးရရင်မေးပြကြပါဦးဆိုပြီးတော့မန္တလေးတိုင်းစစ်ကူမျိုးနယ်ခြေတော်ပေါက်ခြေရွာကနေပြီးတော့ဒေသခံတောက်ကရေးသားပေးပို့လာတဲ့စာပေါ့နော်။အဲတော့ဒီမှာသူရေးထားတဲ့စာရဆိုရင်တော့ဒေသတွေမှာတိုက်ပွဲတွေမရှိဘဲနဲ့ဒါစစ်တပ်ကနေပြီးတော့ဒါဈေးနဲ့ကြောင်းကြီးကိုဒါ လေရင်နဲ့ဘုံကျဲပြီးတော့တိုက်ခိုက်ခဲ့တယ်အဲဒီတော့ဒေသခံတွေထိခိုက်ဒေဆုံးခဲ့တဲ့အခြေအနေကိုကြားသိရတော့လည်းစိတ်မကောင်းပါဘူးခင်ဗျာအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာရောသက်ဆိုင်တဲ့ဖွယ်စည်းတွေသိရှိအောင်လို့ကျွန်တော်တို့ရဲ့ Talk to TV အစီအစဉ်ကနေပြီးတော့ဖတ်ကြားတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကိုအောင်ကျော်ကြီးညီမဒီတစ်ခေါက်ဖတ်ပြပေးမယ့်စာလေးကတော့စကိုင်းတိုင်းထဲရစာလေးပါပဲရှင်။မင်္ဂလာပါရှင်နဲ့ Talk to TV အဖွဲ့သားများအားလုံး TVB ကထုတ်လွှင့်တာတွေကိုအမြဲစောင့်ကြည့်နေပါတယ်။ကတာမြို့နယ်အင်းကြီးရွာကပြည်သူတို့ဦးပါ ကျမတို့မောင်းကုန်းမှာဈေးဝယ်သွားရင်လမ်းမှာအာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြအဖွဲ့ကြီးတစ်ဖွဲ့တွေ့ခဲ့ပါတယ်တဲ့ပြည်သူတွေစည်းလုံးနေတာအတက်စရာပါတပိတ်ဖွဲ့ကကြွေးကြော်တဲ့နေကြတော့လက်သုံးချောင်းထောင်ခဲ့ပါတယ်ကျမတို့မြို့နယ်မှာအခုလိုတပိတ်ဖွဲ့တွေရှိနေတာအားရှိလှပါတယ်ဂုံယူမိပါတယ်ဆန္ဒပြတွေလည်းမမြင်ရတာကြာပါပြီကတာလူမှုအောင်လံတပိတ်ဖွဲ့သူအဖွဲ့သားများအားလုံးကိုလေးစားပါတယ်တဲ့ကျမတို့ရွာကိုလည်းလာခဲ့ပေးပါဦးတော့တူတူဘီဘီမှတဆင့်ပြောပြပါရှင် မရောက်နိုင်တဲ့ဗိုလ်ချုပ်တွေဦးဆောင်ပြီးမတမာသူတွေမြောက်ပေးနေတဲ့အာဏာသိမ်းစကားစကြာဆုံးပါစီဆိုပြီးတော့ရေးသားပေးပို့လာတာဖြစ်ပါတယ်ဟုတ်ကဲ့ရှင်အခုလိုစာလေးရေးသားပေးဖို့လို့လဲကျေးဇူးတင်ပါတယ်။ကတာမျိုးနယ်ကလည်းဒီနေ့တိုင်းဆန္ဒပြတာတွေလုပ်နေဆိုတာတွေလည်းတွေ့ရတယ်ပေါ့ရှင်။ဟုတ်ကဲ့ပါ။ဒီနောက်ထပ်စာလေးတစ်ဆောင်မဖတ်ပြခင်တော်တူတူပြပြအစီအစဉ်ကိုစာရေးသားပေးဖို့မယ်ဆိုရင်ဘလို့เจ้าရာတွေကိုပေးဖို့လို့ရလဲဘယ်လိုနေရာတွေကနေပြီးတော့ပေးဖို့လို့ရလဲဆိုတော့ကိုအောင်ကျော်ကပြောပြပေးပါအောင်ရှင်။ ဟုတ်ကဲ့ပါမသိကျွန်တော်တို့ရဲ့ဒီအပတ်စဉ်ထုတ်လင်းပြဆက်ပေးနေတာဖြစ်တဲ့ဒီ .dpp အစီအစဉ်ကိုစာရီရေးသားပြုပြတော့မယ်ဆိုရင်ရှင်းဖွင့်စာရီကြပြာရီပေးတာရီကိုကျွန်တော်တို့ဒီတပ်ပုံတွေဗီဒီယိုတွေနဲ့တကွကိုပုံဝန်ကျင်မှာဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုဒါအတူတူရေးပြီးတော့ဒါရေးသားပြပို့လို့ရပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်အားဆိုရင်အရင်အာနာမသိငင်တော့လည်းတောက်လျှောက်ချိန်ပြပေါ့လေတင်ဆက်ထုတ်လင်းခဲ့တယ်အမြဲတမ်းထုတ်လင်းတင်ဆက်ခဲ့တယ် ဲ့တော့အရင်တော့ဆိုရင်တော့ကျွန်တော်တို့ဒီဘသူတွေကပေးပို့ရဲဆိုတဲ့စာတွေကိုကျွန်တော်တို့အကောင့်နံပါတ်နဲ့တပတ်ပေါ်ပြတာရှိပါတယ်ဒါပေမဲ့အာနာသိမ့်ပြီးနောက်ပိုင်းမှာတော့ဒီပေးပို့လူသူတွေရဲ့လုံးုံရင်းအရာကျွန်တော်တို့ကနံပါတ်တွေကိုလှုပ်ဝက်ပြီးတော့မှပေါ်ပြတာမျိုးတော့မရှိပါဘူးနောက်တစ်ခုကလည်းတစ်ခုသတိထားမှာကကျွန်တော်တို့ရဲ့စာတွေကိုပြပို့တော့မယ်ဆိုရင် တစုံတယောက်ကိုပုတ်ခတ်တဲ့အဟာမျိုးအဖွဲ့အစည်းတစ်ခုကိုပုတ်ခတ်တဲ့စာရင်းလိုမျိုးအနာမည်တွေနဲ့တကွချို့တွေပြပလာတာရှိပါတယ်အဲ့လိုပြပလာမယ်ဆိုတော့ကျွန်တော်တို့ကနာမည်တွေကိုခြံထည့်ပြီးတော့မှဖတ်ကြားတက်ဆက်ပေးပါတယ်ခင်ဗျာအဲ့တော့ရေးသားပြပဲ့နေရမှာလဲကျွန်တော်တို့ကိုဒါလုံခြုံစိတ်ချသွားနဲ့ဒါရေးသားပြပလို့ရပါတယ်အကောင့်နာမည်တွေကိုဖော်ပြတာမရှိတဲ့အတွက်ကိုအဲ့တော့ကျွန်တော်တို့ရေးသားပြပလို့ရမယ်ဆိုရင် email ကနေတစ်သိမ်းရေးသားပြပလို့ရမယ်ဆိုရင် dot2dbb@gmail.com ကိုရေးသားပြပလို့ရပါတယ် Facebook တော့အကောင့်ကောင်းနေပြပို့တော့မယ်ဆိုရင်တော့ facebook.com ညင်းဆောင် .2dvv ကိုရေးသားပြပို့နိုင်ကြပါတယ်ခင်ဗျာ Viber ဖုန်းနံပါတ်ကနေတစင်းရေးသားပြပို့တော့မယ်ဆိုရင်တော့အပေါင်း66 8211 946395ကိုရေးသားပြပို့နိုင်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါမသိသေးကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ့်စာကတော့ဒီစကိုင်းတိုင်းဒေတာကြီး Homelink မြို့နယ်တွေကပြပို့လာတဲ့ဒေတာတွေမှာဒီကြံနဲ့ပတ်သက်ပြီးတော့ပြုလုပ်နေတဲ့အကြောင်းအရာလေးကိုဖတ်ကြားတိဆက်ပြပါမယ်ခင်ဗျာ April 16ရက်နေ့ကပြပို့လာတဲ့စာပါ မ္မနိုင်ငံသူနိုင်ငံသားတွေနဲ့ DPP အဖွဲ့သားများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စကိုင်းတိုင်းဒေသကြီးဟုံမလင်းမြို့နယ်ကပါခင်ဗျာဟုံမလင်းမြို့ရဲ့အနောက်ဘက်6မိုင်5ဖာလုံးအကွာမှာနတ်ပါ6ငိုင်6ငယ်ဆိုတာရှိပါတယ်အဲ့ဒီမှာတကြံပွဲကိုစီကားစွာ လုပ်နေကြတယ်ခင်ဗျာကျွန်တော်တို့လည်းသွားပြောလို့မရပါဘူးမန်နက်ဘေးမှာအာနာသိန်းစစ်ကောင်စီတပ်သားတွေရဲ့ပေါင်းထားတဲ့အဆန်နေတပ်သားတွေကဝိုင်းထားပါတယ် ရန်ဖြစ်လို့အချုပ်ထဲဝင်တာနဲ့စက်သိန်းပြန်ထွက်မယ်ဆိုရင်သိန်း30ဆိုပြီးတောင်းခံနေပါတယ်ဈေးစစ်လို့မရပါဘူးဈေးစစ်ရင်သိန်း30ဆိုပြီးတော့တိုးပြီးတော့တောင်းပါတယ်ဗျလူတွေကလည်းတည်တယ်လို့ကြားပါတယ်မြို့ပေးမှာရှိတယ်ခါလာရ222တက်ကလည်းတက်ထဲမှာတကြံပွဲကိုပျော်ရွှင်စွာကျင်းပနေကြပါတယ်ချို့သူတွေကပြောပါတယ်ဓပုံရိုက်ခွင့်မပြုပါဘူးတဲ့နိုင်ငံတော်ကြီးငလင်ကြောင့်ပြိုကျပျက်စီးနေချိန်မှာကြော်နေကြတော့ကျွန်တော်ဒေါသထွက်မိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားအလုံးမင်းအောင်လှိုင်ရဲ့ကပေးကနေလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။လွတ်မြောက်နိုင်မည်မဟုတ်တဲ့ဒေတာကပြည်သူတူရဲ့စကားရှင်းဖွင့်တမ်းပါဆိုပြီးတော့စကိုင်းတိုင်းဒေတာကြီးဟ ோம் လင်းမြို့နယ်တဲ့ကျွန်တော်တို့ဒီချောင်းငယ်တစ်ခုမှာပေါ့လေ။ဒါအဲ့ဒီမှာဒါဒရန်ပွဲတော်စီကားသာကျင်းပနေတဲ့တက်ထဲမှာလဲကျွန်တော်တို့ဒါခလာရကျွန်တော်တို့220တက်ထဲမှာလဲဒရန်ပွဲကိုစီစီကားကားနဲ့ကျင်းပနေတယ်။အဲ့တော့ဒီဒါပေမဲ့တစ်ဖက်မှာလဲပြည်သူတွေကငန်းလင်းဘေးတင်ဒုက္ခရောက်နေတဲ့အချိန်မှာတက်ထဲရော ဒါစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေမှာပေါ့တကြံပွဲကိုစီစီကားကားနဲ့ကျင်းပနေလို့ဒါမကြီးနိုင်နဲ့မမြင်နိုင်နဲ့ပြည်သူတွေကနေပြီးတော့အခုလိုရေးသားပြပလာတဲ့စာလေးကိုဖတ်ကြားတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ကောင်ကျော်ရေညီမအခုတစ်ခေါက်ဖတ်ပြပေးမယ်စာလေးကတော့ဒီချင်းကကွေတက်ဖွဲ့ထိန်းချုပ်ထားတယ်ပေါ့နော်ဒီချင်းပြည်နယ်မင်းတပ်မျိုးနေကပြည်သူတယောက်ပြပလာတဲ့စာလေးပါ ချင်းပြည်နယ်မင်းတပ်မြို့နယ်ကပြည်သူတို့ဥပါတဲ့အနာသိန်းစစ်ကောင်စီခေါင်းဆောင်ပြီးခေါင်းဆောင်ကြီးမင်းအောင်လှိုင်ကူမေးပါရစေတရုတ်ပြည်လားမြန်မာပြည်လားသိချင်လို့ပါမရှိမရှိနဲ့ဖြစ်နေတွေ့နေမြင်နေကြားနေရလို့ပါအမြင်မတော်စင်တော်နဲ့ခလောက်ဖြစ်နေလို့ပါကျွန်တော်တို့မြန်မာတိုင်းပြည်ကိုတရုတ်ကအကျွေးနဲ့တင်ထားခဲ့လို့လားရှိုးမျိုးကနေစပြီးမြန်မာစကားပြောသူတွေပြေးမနေတိုင်းထောက်ဘူးဆိုတော့ကတရုတ်ပြည်ကအဲ့ဒီနေရာတွေကိုပိုင်သွားတယ်လို့ဖြစ်နေပါဗါးမိထားလေးဖြေးပေးကြပါဆိုပြီးရေးသားပေးပို့လာပါရဲ့ရှင့် ဟုတ်ကဲ့ဗာမတိကျွန်တော်တို့ဒီတော်လိုင်းအရာစုတွေရဲ့ဒါအသက်တွေဒါရာပေါင်းများစွာပြေးပြီးတော့မှဒါလာရှုမျိုးကိုပြန်လဲပြီးတော့ထိန်းချုပ်ဖို့အတွက်ကိုကြိုးစားခဲ့ရပေါ့နော်အဲ့တော့ဒီလိုအခြေအနေခက်ခက်ခက်ခဲနဲ့ကြိုးစားခဲ့ပြီးတော့မှရရှိခဲ့တဲ့ဒီလာရှုမျိုးကိုတနေ့တစ်ချက်မှမဖောက်ဘဲနဲ့ဒါလာရှုမျိုးကိုအုပ်ဆိုးသူကနေပြီးတော့အပြောင်းလဲလုပ်ခဲ့တာပေါ့နော်ဒီဟာကလည်းတရုတ်ရဲ့ဂျာဝင်ဆီဆက်ညှိနှိုင်းပေးမှုရာဆိုတော့တရုတ်ရဲ့အော်ဒါကမြန်မာနိုင်ငံပေါ်မှာဒါအုပ်ချုပ်နေတဲ့အဖွဲ့အစည်းတွေပေါ်မှာဘယ်လောက်ရှိအော်ဒါကြီးမှလဲဆိုတာဒီပြက်ကတတိတော့ခံရတာပေါ့နော် ဒါပေမဲ့ဒီဖြစ်နေတဲ့ပတ်သက်ပြီးတော့လေဒီတက်ကောင်စီရောတရုတ်ရဲ့နိုင်ငံခြားရေးဝန်ကြီးကတော့ငင်းဆိုတာတော့ရှိတယ်ဖြစ်ပါတယ်သူကတော့ဂျားဝင်ပြီးတော့ညှိနှိုင်းပေးအောင်ဆင့်ပါဆိုပြီးတော့ဒါတရုတ်ရဲ့နိုင်ငံခြားရေးဝန်ကြီးကတော့ညှိနှိုင်းပေးထားတော့ပြောချက်ပြန်လဲထိကြားထားတော့ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ့်စာကလည်းဒီတရုတ်နဲ့ပတ်သက်ပြီးတော့ရေးသားထားတဲ့စာလေးပါဖတ်ပြရမယ်ဆိုရင်တော့တိမ့်နီမျိုးကပါမြမလူမျိုးမျိုးချစ်တိုင်းတကယ်ရှိသူတိုင်းတရုတ်ထုတ်ကုန်ကိုတစ်နေ့900ဘူးလောက်ပဲရှော့ဝယ်သုံးပြီး ပစ္စည်းတွေကိုစီကံတကြသုံး၍မသုံးမဖြစ်မကင်းနိုင်မှသာဝယ်သုံးကြရင်တိုက်တွန်းချင်ပါတယ်မြမပြည်ရင်းထုတ်ကုန်မရှိပေမဲ့ရနိုင်တဲ့ဖြစ်နိုင်တဲ့နီလန်းနဲ့ဆန့်ကျင်ကြောင်းကြားသိချင်ပါတယ်လာရှိုးအတွက်သိတတ်မကြပါတော်လန်ရေးကိုအောင်ရင်အမိန့်တစ်ခုရဲနဲ့ခြေပြတ်နိုင်ပါတယ် PDF ဒီပြည်သူ့အားအမှန်ဖြစ်ရမည်ဆိုပြီးတော့ဒါသိမ့်ညီမျိုးတွေကနေပြီးတော့ပြပို့လာတဲ့နာမည်မဖော်လို့တဲ့သူကြောက်ကပြပို့လာစာလေးကိုသိရှိအောင်လို့ဖတ်ကြားပြလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ကောင်ကြီးညီမဒီတစ်ခေါက်ဖတ်ပြပေးမယ့်စာလေးကတော့မန္တလေးရပေးပို့လာတဲ့စာလေးပါကျမကမန္တလေးမှာနေပါတယ်ပောက်ဖို့ဆွေမျိုးတရုတ်ကြီးကိုမေးပေးပါတဲ့မြန်မာနိုင်ငံကိုလာရှိုးကနေစပြီးကျူးကျော်တင်ပိုက်လိုက်တော့မှလာလို့လေတကယ်တမ်းတိမ့်ချင်ရင်တော့အာနာသိန်းစစ်ကောင်စီခေါင်းဆောင်မအားလာပိုင်ပစ္စည်းတွေကိုတိမ့်ပါလို့ပြောချင်ပါတယ်တဲ့လူချမ်းသာတွေကလည်းတတော်ကိုများပါတယ်အဲ့ဒါတွေကိုတိမ့်ပါလို့တောင်းဆိုပါတယ်စာဖတ်ပေးတဲ့ DPP ကိုလည်းကျေးဇူးတင်ပါတယ်ဆိုပြီးတော့ရေးသားပေးပို့လာတာဖြစ်ပါတယ်ရှင့် ုတ်ကဲ့ပါဒီဘက်မှာတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့တစ်ပတ်ကဆိုရင်ဒါစစ်ကောင်စီကနေပေါ့လာရှိမျိုးပြန်လဲထိချုပ်ရတယ်။အခုဒီဘက်မှာဆိုရင်ဒါဒီလိုစစ်ကောင်စီပြန်လဲထိချုပ်ပြီးနောက်ပိုင်းပြက်နေတဲ့အခြေအနေနဲ့ဒါတရုတ်ကဲ့မြန်မာပြည်ပေါ်မှာဒါဈာဝင်ဆုတ်ဖတ်မှုတွေကိုဒါဒေသခံတွေပြုပို့လာတဲ့စာလေးကိုအများများရရှိနေတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါမသိဘူးကျွန်တော်အခုဆက်ပြီးတော့ဖတ်ပြပေးမယ့်စာကတော့ဒီစကိုင်းလိုက်ကညွန့်နေကပြပူလာတဲ့စာလေးတောင်ကိုဆက်ပြီးတော့ဖတ်ပြပေးခြင်းပါလေခင်ဗျာဒေတာထားတဲ့အကြောင်းအရာကတော့စကိုင်းတိုင်းကဏီမျိုးကပါ ကျွန်တော်တို့မိသားစုတွေအခုခံစားနေရတဲ့မတရားမှုအဖြစ်ဆိုကိုတင်ပြပါရစေ။ဟုံမလင်းမြို့နယ်ဥပုကဥပုကတော့ကြီးရွာဤကရွှေလုံကတ်တစ်ခုမှာစခရီရဲ့လေချောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်အလုတ်ခွင်မှာအလုတ်လုံးနေတဲ့ကျွန်တော်ရဲ့အကိုဖြစ်သူအသက်28နှစ်အရွယ်မောင်ထွန်းနိုင်လင်းဟာလေပင်းနဲ့ဥကောင်းပိုင်းမှာဘုံစားထိမှန်ပြီးတော့တည်ဆုံခဲ့ပါတယ်။ဒီအဖြစ်ဆိုးကြီးဟာကျွန်တော်တို့တမိသားစုလုံးကိုဘွားပြက်စေခဲ့ပါတယ်။ အဝေးအမြီမှာဖြစ်ပွားခဲ့တဲ့အတွက်သေဆုံးကြောင်းဓာတ်ပုံလေးမှလွဲပြီးတော့နောက်ဆုံးအနေနဲ့ရုပ်ကလပ်လေးကိုတောင်မြင်ခွင့်မရခဲ့ပါဘူးကျွန်တော်တို့မိသားစုမှာဘလို့မှလက်မခံနိုင်ပဲဂျူကျုံမရရင်ကွက်ပက်လက်ဖန်ဆင်းရပါတယ်ကျွန်တော်တို့တည်ရီလုံးကားတစီးကိုဖျက်ဆီးခံခဲ့ရတာမဟုတ်ပါဘူးအိမ်တလုံးကိုဖျက်ဆီးခံခဲ့ရတာမဟုတ်ပါဘူးဘယ်တော့မှပြန်လဲအစားထိုးမရနိုင်တော့တဲ့အကူတယောက်ထာဝရဆုံးရှုံးလိုက်ရခြင်းဖြစ်ပါတယ်အိမ်မှာအမေဆိုရင်လည်းယူမတက်အမြဲငိုကြွေးနေပြီးကျမကြီးအခြေအနေကလည်းဆိုးရွားနေပါတယ် မတရားမှုကိုဘလို့မှငုံမခံနိုင်ပေမဲ့မအားလာခေကြီးတဲ့မှာမို့ဘာမှမတက်နိုင်ဖြစ်နေပါတယ်မအားလာနဲ့စခရရဲ့လုံရက်ပေါ်ဘလို့မှဘလို့နည်းနဲ့မှ ခွင့်မလွတ်နိုင်ပါဘူးဒါကြောင့် Federal Democracy ပြည်ထောင်စုကြီးပြန်လည်တည်ထောင်ချိန်မှာအကူလေးအတွက်တရားမျှတမှုကိုမရရအောင် တောင်းယူလိုပါတယ်ဒါကြောင့်အခုဖြစ်စဉ်ကို သတင်းမှတ်တမ်းတက်သည့်အဖြစ်သိသိပြီးတက်ဆိုင်ရာအဖွဲ့အစည်းတွေထံပြပူပါရဲ့တောင်းပန်အပ်ပါတယ်ခင်ဗျာဆိုပြီးတော့ ဒီသခိုင်းတိုင်းကဏီမြို့တွေကနေပြီးရေးသားပြပို့လာတာပေါ့နော်ဒါပေမဲ့ဖြစ်ပွားခဲ့တဲ့နေရာကတော့ကျွန်တော်တို့ဒီဟ ோம் လင်းမြို့နယ်ပိုးဘူကတော့ကြီးရွာနီးကရွှေလိုကွက်တစ်ခုမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေပါအဲ့တော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့သဆိုင်ရာတောင်းရှိသူတွေသိရှိအောင်လို့ကျွန်တော်တို့ရဲ့အစီအစဉ်ကနေပြီးတော့ရစ်ဆက်ဖက်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ဒီတစ်ခါဖွက်ပြပေးမယ့်စာလေးကတော့စစ်ကောင်စီဒူးချုပ်စိုးဝင်ကတဲ့ PDF တွေကိုတိုင်းသားလက်နက်ကင်တွေကမြောက်ပေးတဲ့ တီးရက်နဲ့ပြောနေတာပြည်သူအစိုးရကိုသူတို့စိတ်ကြိုက်အပိုင်ရေးဆွဲတဲ့ခြေဦးနဲ့မညီပဲအာနာသိန်းပြည်သူကလက်မခံဆန္ဒပြတော့အသေးပြတ်တဲ့လူငယ်တွေကလက်နက်ကင်မရမယ်ဆိုပြီးရရလက်နက်ကင်ဆွဲပြီးတော်လန်ကြလို့ PDF ဆိုတာဖြစ်ပေါ်လာတာပါစေအောင်စုရုံမာသူတွေဟာလက်နက်အင်အားလူအင်အားတာတာတောင်းမတရားတဲ့သူတွေမျိုးတမိုင်းတလျှောက်မကြုံစဘူးတက်မှမှုတွေတောင်ကြာဆုံးတုတ်ပန်းတွေဖြစ်ကုန်တာပါအာနာသိန်းနာကိုတက်ချုပ်တိုင်းကယဉ်ကျေးမှုတစ်ခုလို့သုံးပြည်သူကိုအကြောက်တရားနဲ့ရက်ဆက်ရုံမာတဲ့ view ဟာကို နေဝင်းကအစမအားလာအထိကျင့်သုံးနေခဲ့ကြတာအာရမအုပ်စုဆိုတာရှုံးကိုရှုံးပါပါ PDF နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကသာတရားတော်စစ်မှုနိုင်ပါပါဇိုးဝင်းနဲ့မအားလာအုပ်စုအချိန်မီတာဝန်ယူတာဝန်ခံဖို့ပြောလိုပါတယ်ပြည်သူအလုံးဖိုက်တင်းပါဆိုပြီးရေးသားပြပူလာတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဖတ်ကြပေးရမယ့်တိတိကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ့်စာကတော့ဒီဆလင်ကြီးမြို့နယ်တွေကပြပူလာတဲ့စာလေးစာကိုဆက်ပြီးတော့ဖတ်ပြပေးချင်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ ကျွန်တော်ဟာဆလင်ကြီးမြို့နယ်စားထုံးကြည့်ရတာပါအခုရောက်ရှိနေတာကတော့နန့်တော်ရွှေမော်ပါပါ ကျွန်တော်ကစစ်တပ်အာဏာစသိမ်းကလေးကဆန္ဒပြခဲ့တာပါ PDF တဲဝင်မဲ့လို့တော့အိမ်ကစစ်တပ်ထဲမီးရှို့ရတဲ့ပါသွားပါတယ်ကျွန်တော်ဟာနေစင်တဲ့များတော်ထဲမှာအာဏာရှင်ကိုတော်လှန်ခြင်ခဲ့တာပါတဖက်ကမိသားစုကလည်းရှာကျွေးနေရတာဖြစ်လို့ဝင်မရဖြစ်နေပါတယ်စစ်တပ်အာဏာသိမ်းပြီးကလေးကနက်နက်ကင်ကျင်နေပြီးမိသားစုအဆင်မပြေလို့ဝင်မရတဲ့ကျွန်တော်ခံစားချက်ကိုမခံစားနိုင်လို့ အခုလို့စာလေးနဲ့တနိုင်ငံလုံးကကျွန်တော်လိုမျိုးကိုရှင်ဖွင့်လိုက်ရပါတယ်ခင်ဗျာဆိုပြီးတော့ဒီစလင်းကြီးမျိုးနဲ့စာထုံးကြီးရောကဒေသခံကြောင့်ပြပူလာတာပေါ့နော်ဒါစစ်တကအာနာသိမ့်နေတောင်လျှောက်ကလည်းဆန္ဒတွေပြခဲ့တယ်ဒါပေမဲ့လက်ရှိချိန်မှာလူငယ်တချို့ကနေပြီးတော့တော်ထဲမှာလက်နက်ကင် ပြီးတော့ဒါစစ်တပ်ကိုဆန့်ကျင်ဖို့အတွက်ကိုပြန်လဲခုခံတွန်းလှန်ဖို့အတွက်ကိုလက်နက်ကင်ပြီးတော့တိုက်ပွဲတွေဝင်နေကြတယ်ဒါပေမဲ့သူကတော့ဒါအဲ့လိုတိုက်ပွဲတွေဝင်ခြင်းပေမဲ့ဒီသားစုရဲ့အခက်အခဲစောင်းနေရေးခက်ခဲကြောင့် ဒါအလုပ်လေးလုပ်နေရတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ရင်ထဲမှာလည်းဒီတော်လန်ဂျင်တဲ့စိတ်ကနေပြီးတော့ဖြစ်ပေါ်နေတဲ့ဆိုရဲဆိုရဲစာလေးကိုဒေတာကန်ကြောက်ကန်ပြပူလာတဲ့စာလေးကိုသိရှိအောင်လို့ဖတ်ကြားတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ဒီမှာဒီတစ်ခေါက်ဖတ်ပြပြီးမဲ့စာလေးရတော့မကွေးတိုင်းထဲရစာလေးပါဒီစာထဲမှာလည်းစစ်မှုရုံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲရေးသားထားပါကျွန်တော်ကတဲ့မကွေးတိုင်းမကွေးမြို့နယ်တရက်လေးပင်ကြေးရွာကပါကျွန်တော်တို့ကြေးရွာမှာစစ်မှုရုံအတွက်ဆိုပြီးလာစဉ်တစ်လကို1000နှုန်းနဲ့3လမှတစ်ချိန်3000နှုန်းလာစဉ်ပေးနေရပါတယ် တည်င်းနေမှာတွေ့နေရတာကတော့စစ်မှုရန်ငွေကောက်ခံတဲ့အုပ်ချုပ်ရေးမှုတွေကိုအေးအေးယူမယ်လို့ဗိုလ်ချုပ်စိုးဝင်းကပြောပေမဲ့ဘယ်ဌာနမှတိုင်ရမယ်ဆိုတာမသိလို့လှဆင်ပေးနေကြရတာပါအခုလာမှလည်းကျေးရွာအုပ်ချုပ်ရေးမှုနဲ့ပြူစောတိခေါင်းဆောင်ဆိုသူတို့ကမပေးရင်စစ်မှုထမ်းရမယ်လို့ချင်းချောက်တောင်းနေပါသဖြင့်အထက်ပါလူကြီးမင်းများတည်အောင်တော်တူ DBB ကတဆင့်ပြောပေးပါဦးတော်တူ DBB ဖွဲ့သားများအားလုံးကျမ်းမာပါစေဆိုပြီးရေးသားပေးပို့လာရှင့် ဟုတ်ကဲ့ပါဒီစစ်မှုရဲနဲ့ပတ်သက်ပြီးတော့အုပ်ချုပ်ရေးမှုတွေရဲ့ချင်းချောင်းငွေတောင်းယူနေတဲ့ကိစ္စတွေကိုသက်ဆိုင်ရာတာဝန်ရှိသူတွေသိအောင်လို့တော်တော် DPP စီစဉ်ကနေဖတ်ကြားပေးလိုက်ရပါတယ်ရှင်ဟုတ်ကဲ့စစ်မှုတော့ဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒေတာခံရတဲ့တော့ကတော့ဒါအငဲလို့လို့ခံစားနေရတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာဆိုရင်လည်းပြောထားတာကဒီဗိုလ်ချုပ်ဆိုရင်ကနေပြီးတော့အရေးယူမယ်ဆိုပြီးတော့ပြောထားတယ် နောက်ပြီးတော့ဒီစစ်ကောင်စီရဲ့ဒီဝါဒဖြန့်ဒါသတင်းမီဒီယာတွေသတင်းစာတွေမှာဆိုရင်လည်းဒါဘယ်လိုမျိုးရည်ရွယ်တိုင်ကြားနိုင်ပါလဲဆိုပြီးတော့ဖုန်းနံပါတ်တွေကရေးသားထားတာရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒေသခံပြည်သူတွေပြည်ုံမှာကျွန်တော်ရဲ့ဒီသတင်းဌာနတွေကနေပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်းဒီဖုန်းနံပါတ်တွေကပေါ့လေဒါကင်လာမရှိဘူးဒါအလို့ဖြစ်တာကိုတော့မရှိတာကိုတွေ့ရတယ်ဒါတော့ဒီအခုလို့ဖြစ်တဲ့ပတ်သက်ပြီးတော့ဒါဘယ်လိုအရေးယူဆောင်ရွက်နေလဲဆိုတာကိုတော့ကျွန်တော်တို့ပြည်သူတွေကတော့ဒါပုံမှန်လုံးလုံးတော့မသိရဘူးပေါ့နော် ဟုတ်ကဲ့ပါမသိဘူးလေကျွန်တော်ဆက်ပြီးတော့ဖတ်ကြပြပေးစားတော့ဒီ ARD တိုင်းလက်ပတ်တာမျိုးတွေကပြပလာတဲ့စာလေးကိုဆက်ပြီးတော့ဖတ်ကြပေးချင်ပါတယ်ခင်ဗျာတော်တူ DBB ခင်ဗျာကျွန်တော်က ARD တိုင်းလက်ပတ်တာမျိုးတွေကပါအစာအိမ်ဝေဒနာရှင်တူပါ DBB မှာပါလာတဲ့သဗလင်းရင်းနှီးချမ်းတစ်ခါတောက်ရင်းနှီးချမ်းပကံတစ်ခွကိုတနေ့၃ချိန်နေ့စဉ်တောက်ပေးတာအတော်တက်တာလာလို့ကျမကြီးဆောင်းပါးတွေအမြဲရေးပြီးနေတဲ့ဆရာနဲ့ပေါ်ပြပြီးတဲ့ DBB ကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာဆိုပြီးတော့ဒီ AR တိုင်းလက်ပတ်တာမျိုးနေလေကလည်းဒီဗီတာဖိတ်ပို့လာတာပေါ့နော်ဒါအခုလိုဒီနေ့လိုအချိန်လိုကလာမျိုးမှာဆိုရင်ကျွန်တော်ညီမပြီးအတန်တက်မှာတိုက်ပွဲတွေဖြစ်ပေါ်နေတယ်အဲ့တော့တချို့ဒေတာတွေမှာဆိုရင်စေဝါတွေကအလုံးလောက်မရှိဘူးစေဝါတွေကဝယ်ရတာခက်ခဲနေတယ်ဒီလိုအခြေအနေမျိုးမှာမှာကိုယ့်ရဲ့လက်ကမ်းမှာရှိတဲ့အိမ်သုံးစေဝါတွေနဲ့အကိုရဲ့ကျမရဲ့အခြေအနေတွေကိုဒါပျောက်ကင်းသွားတယ်ဆိုတာသိရလို့ကျွန်တော်တို့ရဲ့ဒါ DBB ကနေပြီးတော့ထုံးနေတိဆက်ပေးနေတဲ့ကျမရဲ့အစီအစဉ်ဆောင်ပါတွေတဲကဒါအစီအစဉ်ကောင်းတွေကိုလည်းဒါဆောက်မြကြီးရှုထားဖို့လေပြည်သက်တွေကိုဒါ ပြောကြလိုပါတယ်အခုလိုမျိုးယောဂတွေပျောက်ကင်းသွားတာကိုသိတဲ့အတွက်ကိုလည်း DBB ဝန်တော်သားတွေကအထူးပဲဝမ်းမြောက်ဝမ်းသာမိပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒီ Talk to DBB စီစဉ်ကိုစာရေးရေးသားပေးပို့တော့မယ်ဆိုရင်ဓာတ်ပုံလေးဗီဒီယိုလေးတစ်ခါရေးသားပေးပို့နိုင်ပါတယ်ရည်သားပေးပို့ရမယ်ဆိုရင် email ကနေတစင်းရည်သားပေးပို့ရမယ်ဆိုရင် dot2tbb@gmail.com ကိုရည်သားပေးပို့နိုင်ပါတယ်။ Facebook ကလည်းရည်သားပေးပို့ရမယ်ဆိုရင်တော့ facebook.com/dot2tbb ကိုရည်သားပေးပို့နိုင်ပါတယ်။ ဗိုက်ဘာဖုန်းနံပါတ်ကနေတဆင့်ရေးသားပေးပို့ရမယ်ဆိုရင်တော့အပေါင်း6681112 646 395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုတစ်ခါဖတ်ပြပေးမယ်စာလေးကတော့ .2dbb စီစဉ်ရဲ့နောက်ဆုံးပေးပို့လာတဲ့စာလေးပါရှင်ဒီစာလေးကတော့ .2dbb ရှင်တဲ့ကျမတို့ AR တိုင်းတန်ငင်းမြို့နယ်မှာစကားစားနဲ့အုပ်ကြီးတွေပေါင်းပြီးလောင်ကစားဝိုင်းတွေအကြီးကျယ်လုပ်နေကြပါတယ် တခိုးတွေလည်းဒါအတောင်ချမ်းပြီးအေးအေးယူဆောင်ရွက်တာတွေလည်းမရှိပါဘူးဒေသခံပြည်သူတွေမှာတခိုးလဲကြောက်ရစစ်သားလဲကြောက်ရဖြစ်နေပါတယ်ဒေါ်လာရေးဖွဲ့များအမြန်ဆုံးအေးအေးယူဆောင်ရွက်ပေးစီခြင်းပါတယ်ဆိုပြီးတော့ရေးသားပေးပို့လာတာဖြစ်ပါတယ်ရှင့်အခုလိုစားလေးရေးသားပြပို့လို့လဲကျေးဇူးတင်ပါတယ်။အရာရီတိုင်းကြံကင်းမြို့နယ်မှာဖြစ်နေရတဲ့ဖြစ်ပျက်နေတဲ့အခြေအနေတွေကိုပေါ့နော်။တက်ဆိုင်ရာတာဝန်ရှိသူတွေသိရှိနိုင်ဖို့အတွက်လဲ .2DPP စီစဉ်ကနေဖတ်ကြားပေးလိုက်ရပါတယ်ရှင့်။အဲ့တော့ကျွန်တော်တို့ရဲ့ .2DPP စီစဉ်ဖြစ်တဲ့ပြည်သူအစားပါစပ်အငှားဘေးစာများဖတ်ကြားခြင်းအစီအစဉ်ကိုဒီမှာပဲအဆုံးသတ်ပြသေးခင်ဗျာ။ ကျွန်တော်တို့ရဲ့အစီအစဉ်ကိုအပတ်စဉ်အင်္ဂါနေ့တိုင်းအစ်စ်ထုတ်လွှင့်ပြီးတော့နောက်ရက်တွေမှာလည်းပြန်လည်ထုတ်လွှင့်ပေးပါရစေခင်ဗျာ။စာရေးသားပေးပို့သူအပေါင်းနဲ့ကြည့်ရှုအားပေးသူအပေါင်းမြန်မာပြည်သူပြည်သားအပေါင်းဘေးရန်ကင်းကွာပြီးတော့ကျန်းမာချမ်းသာကြပါစေလို့ကျွန်တော်တို့ရဲ့ TVB ဝိုင်းတော်သားတွေကဆုမကောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ။